ဒီနေ့က17ရက်5လ2025ကစုံလာပြီနေတဲ့ဘုရားရဲ့အထွတ်မြတ်ထဲကနေ့တနေ့ပေါ့လေညောင်ရီသွန်းနာကိုအိမ်မှာပဲညောင်မင်းလေးရှိတော့ညောင်ရီသွန်းလိုက်ပါတယ်ညောင်မင်းလေးကိုနေတိုင်းရေလောင်းဖြစ်တော့နေတိုင်းညောင်ရီသွန်းရက်ဖြစ်နေရပါတော့เนาะဒါကတော့ဒီနေ့ရ ောင်းနဲ့ညောင်းရီသုံးပွဲကြလို့ရှိရင်ပြည်သူပြည်သားတွေလှူလာတောင်းတနေတဲ့အရာတွေအားလုံးမှန်သမျှရရှိနိုင်တဲ့နှစ်ကလေးဖြစ်နေပါစေ။ယေရှုနဲ့တကွသမရာယဝနဲ့ဆုံးတရားကျင့်ကြံခံထားရတဲ့သူများနဲ့ပြည်သူပြည်သားများအားလုံးလည်းစိတ်ချမ်းသာရင်ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။